အခုပြသနေတဲ့ပကြီးပြဝဲဟာပကြီးမမောင်သိန်းရဲ့လေးကြိမ်မြောက်တကူတော့ပြဝဲဖြစ်ပြီးပကြီးကားများစုကိုရေစင်းနဲ့ခြေတထားတာဖြစ်ပါတယ်ပကြီးကားတွေထဲမှာ portrait landscape နဲ့တိုင်းသားရင်ကျေးမှုကိုတရုပ်ဖော်တဲ့ပုံတွေပါဝင်စစ်ဆိုးရလက်ထက်တုန်းကပိတ်ပင်ခံခဲ့ရတဲ့ပကြီးကားတွေလည်းပြသထားပါတယ် လက်ရှိချိန်မှာမြမပညာဉာဏ်တိုးတက်မှုရှိလာပြီဖြစ်ပေမဲ့ဥနေဝင်လက်ထက်ကစပြီးနဝတနာဖာခေတ္တချက်လုံးခက်ခဲခဲ့တဲ့အကြောင်းပကြီးစရာမမောင်သိန်းကပြန်ပြောင်းပြောပြခဲ့ပါတယ်။လူတိုင်းလူတိုင်းဟာနော်ဟိုရေးသေးစီသေးကြီးမရေးတဲ့တန်အောင်ကွန်ပျူတာအတုနော်အဲနောက်ပြီးတော့ဘာလဲကဗတ်ဘူးသူကတွေကတော့ isolation တို့ performance ဆိုအားအများကြီးပေါ်လာအဲ့တော့ပြောရရင်တော့ဖြစ်စစ်စစ် ဟလာတိုးတဲ့ပြောင်းလာတာဘယ်လိုပြောင်းလဲလဲဆိုအဲ့လိုပြောင်းလဲလဲပြောင်းလဲလာတယ်နောက်တစ်ခုကလည်းဒီခေတ်ကအမနာကိုတိုးတဲ့တဲ့ဖြစ်ပြီးပါဟိုအရင်တော့က90နှစ်တော့60ဟလာ90အဲမတိုးတဲ့ဘူးနော်မတိုးတဲ့ပါတယ်သူခေတ်လူတွေရဲ့လက်ရာတွေကလည်းအမခမ်းပဲတချို့လူကြီးတွေကလည်းလိုက်မမီတော့ဘူးဘာလို့လဲဆိုတော့သူခေတ်နဲ့သူကဟိုတိုးတဲ့တယ်ပေါ့နော်တိုးတဲ့ ပဂီတီယာမမွန်သိဟာညီကလာအမှယေဆွဲတတဲ့အမှုပညာရှင်မျိုးမဟုတ်ဘဲအမှုပညာဇံဝင်တဲ့ချိန်တိုင်းပဂီရင်းနေသူတယောက်ဖြစ်ပါတယ်။ငါးရက်ကြာပြည့်လွန်နေတဲ့သူ့ရဲ့တကူတော်ပြဝဲမှာလွန်ခဲ့တဲ့နှစ်များစွာကလေးကယေဆွဲထားတဲ့ပဂီကားတွေလည်းပါဝင်နေပါတယ်။တဘောကတော့ဘလို့ရင်းလဲဆိုတော့အဲ့လိုကွက်ကြားကွက်ကြားအဲ့လိုအလုံးလုံးနေနေအဲမရေးပြည့်တော့မရေးပြည့်ပေါတိုးလည်းမရေးထွက်ဖြစ်တယ်။အဲ့ဒါနဲ့ပဲပဂီကားတွေသူ့ရတဲ့သူ ဘယ်လိုခေါ်လဲဟိုစုမိတာပေါ့နော်နောက်ပြီးတော့ပကြီးကသူများအမှရေးတာမဟုတ်တဲ့အတွက်အဲ့ဒီလိုပကြီးဆရာမျိုးကြတော့ပကြီးကပုံများဒီပွဲမှာပကြီးကားပေါင်း85ကပြတ်တက်ထားပြီးဈေးနှုန်းတွေကတော့အနည်းဆုံးဒေါ်လာ150ကနေဒေါ်လာ9000ထိတက်မှထားပါတယ်ပကြီးပြပွဲမှာပကြီးနုပညာနဲ့ပတ်သက်တဲ့ဆွေးနွေးပွဲတွေလည်းပါဝင်ရောက်မှာဖြစ်ပါတယ်